ဲမင်္ဂလာပါအတူတကွဆင်ချင်းခွန်အားယူနိုင်ဖို့ရန်ရွေးရှယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါတယ်တရားဟောရာကျမ်းခန်းကြီး29အငယ်29မထင်ရှားသောအရာတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား၏အငမ်းအတာဖြစ်၏ပေါ်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ်ငါတို့နှင့်ငါတို့သားသမီးများတို့၏အငမ်းအတာ ဖြစ်၍ဤပညာတရားအလုံးစုံတို့ကိုစောင့်ရှောက်ရမည်အကြောင်းသည်ဆိုတဲ့နှုတ်ကပတ်တော်အပြင် အသက်တာကိုဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒီသဏ္ဍာန်ရဲ့ခေါင်းစဉ်ကိုတော့အငန့်အတာဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်တိကျမိုက်လေးဒီမိုးရှင်အဖြစ်ဣတိလလူမျိုးများကိုတုံတင်နေတဲ့အကြောင်းအရာလေးဖြစ်တယ်တိကျမိုက်လေးမှာအဓိကတုံတင်ထားတဲ့အကြောင်းအရာဒီအငန့်အတာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်တယ်အငန့်အတာဆိုတာပြုလုပ်ဆောင်ရွက်ရမယ့်အရာဖြစ်တယ်တိကျမိုက်လေးမှာအငန့်အတာနဲ့ပတ်သက်ပြီးလူသားများလှုပ်ဆောင်ရမယ့်အရာနဲ့ ဖျားသခင်လှုပ်ဆောင်ပေးမဲ့အရာနှစ်ခုကိုဖော်ပြပြီးတွင်တင်ထားတာတွေ့ရမှာဖြစ်တယ်။ဒီကြမ်းမိုက်လေးမှာဖော်ပြထားတာကမထင်ရှားသောအရာတို့သည်လို့ဖော်ပြထားတာကြောင့်လူရဲ့အတွေ့အခေါ်လူရဲ့အကြံစီလူရဲ့လှုပ်ဆောင်ချက်တွေနဲ့မမီနိုင်တဲ့ဖျားသခင်ရဲ့လှုပ်ဆောင်ပေးမဲ့အရာကိုဆိုလိုခြင်းဖြစ်တယ်။လောကကမ္ဘာကြီးမှာ ထင်ရှားတဲ့အရာမျက်စိနဲ့မြင်နိုင်တဲ့အရာတွေသည်တည်မြဲမှုမရှိဘူး။အရှိမရွေးပြိုကျ ပျက်စီးနိုင်တာ ဖြစ်တယ်ကျွန်ုပ်တို့ဒီလောကလူသားများဖြစ်တဲ့အတွက်မထင်ရှားတဲ့အရာကို အလင်းမထားဘူးတန်ဖိုးမထားတတ်ကြဘူးအမှန်တကယ်ထင်ရှားတဲ့အရာတွေထက်မထင်ရှားတဲ့အရာတွေသည်ကျွန်ုပ်တို့အတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့တန်ဖိုးကြည့်တဲ့အရာတွေဆိုတာ နားလည်စေချင်တယ်ဥပမာ လူသားများအတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့လေသည်မထင်ရှားပေမဲ့တက်ရှိတတ္တဝါတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တယ်။ဒါကြောင့်လူသားများအတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့လေကို ရှူရှိုက်လိုက်တဲ့အခါတိုင်းမှာကျေးဇူးတရားကိုနားလည်သဘောပေါက်ပြီးရှီးမွမ်းတက်ဖို့ရန်လိုပါတယ်။ဣတိရလူမျိုးများများအတွက်ဖျားသခင် ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာများသည်မထင်ရှားသောကြောင့်ဣတိရလူမျိုးများရဲ့အသက်တာမှာမမြင်တွေ့နိုင်ဘူး။ထို့အတူကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာလည်း ဣတိလလူမျိုးများကဲ့သို့ဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာများသည်ကျွန်ုပ်တို့မျက်စိနဲ့မြင်နိုင်ပေမဲ့မထင်ရှားတဲ့ဖျားရဲ့ကောင်းကြီးမင်္ဂလာများသည်ပြည့်ရှံနေတာဖြစ်တယ်။အဲ့ဒီကောင်းကြီးမင်္ဂလာများသည်ဇာတိမျက်စိနဲ့မမြင်နိုင်တော့လေဝိညာဉ်မျက်စိဖြင့်မြင်တွေ့နိုင်တာဖြစ်တယ်။ဒါကြောင့်ထင်ရှားသောအငန့်တာသည်လူနှင့်ဆိုင်တော်လေမထင်ရှားသောအငန့်အငန့်တာသည်ဖျားနဲ့ဆိုင်တယ်ဆိုတာ နားလေစီကျင်တယ်။နောက်တစ်ချက်ကလူနဲ့ဆိုင်တဲ့အငန်းတာကြောင့်ကိုစင်ရှင်ကြည့်တဲ့အခါမှာပေါ်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ်လို့ပေါ်ပြထားတာကြောင့်ကျွန်ုပ်တို့ရဲ့အသက်တာမှာဖျားပေါ်ပြသလောက်ပဲ မြင်တွေ့ခွင့်ရတာဖြစ်တယ်။အဲ့ဒီဖျားပေါ်ပြတဲ့အရာတွေပေါ်မှာ ကာလအစဉ်မပြတ်ငါတို့နဲ့ငါတို့သားသမီးတို့ဤအငန်းတာလို့ပေါ်ပြထားတာကြောင့်သားစဉ်မြေဆက်တိုင်အောင် စောက်ထိန်လိုက်နာရမယ့်အရာဖြစ်တယ်။အဲ့ဒီဣဒေလလူမျိုးများကိုဖော်ပြထားတဲ့အငန့်အတာသည်ပြည်ညတ်တရားအလုံးစုံတို့ကိုစောက်ရှောက်ရမယ့်အငန့်အတာဖြစ်တယ်။အဲ့ဒီပြည်ညတ်တရားအလုံးစုံကိုမောရှေအဖင်တိနောက်တောင်တိနာတောင်ပေါ်မှာပြီးခဲ့တာဖြစ်တယ်။အဲ့ဒီပြည်ညတ်တရားကိုစောက်ရှောက်မယ်ဆိုရင်ဣဒေလလူမျိုးများအတွက်မထင်ရှားတဲ့အငန့်အတာဖြစ်တဲ့ကောင်းကြီးမင်္ဂလာမြတ်ကိုဖျားသခင်က ပြင်ဆင်ထားပြီးပြီးသားဖြစ်တယ်။အဲ့ဒီပညာတရားအလုံးစုံကိုစောင့်ရှောက်နိုင်သလားဆိုရင်မစောင့်ရှောက်နိုင်တာကြောင့်ခရစ်တော်ယေရှုဘုရားကိုပြီးခဲ့ခြင်းဖြစ်တယ်။ကယ်တင်ရှင်မေရှိယကြွလာခြင်းသည်ဣသေလလူမျိုးများအတွက်ဖြစ်တော်လဲဣသေလလူမျိုးများသည်လက်မခံသောကြောင့်ကယ်တင်ခြင်းကောင်းကြီးမင်္ဂလာသည်တပါးအမျိုးသားများစီတို့ရောက်ရှိကယုံကြည်သူများသည်ကယ်တင်ခြင်းကောင်းကြီးမင်္ဂလာကို ခံစားရရှိတာဖြစ်တယ်။ ကယ်တင်ရှင်မေရှိယသည် သူ့ကိုယုံကြည်လက်ခံတော်သူများကိုပညာတရားရဲ့အရှုပ်ဖြစ်တဲ့ပညာချက်နှစ်ချက်ကိုပြီးခဲ့တာဖြစ်တယ်ပထမအချက်အနေနဲ့ဖျားကိုရှိဖို့ဒုတိယအချက်အနေနဲ့ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့ရှိရန်ပညာခဲ့တာဖြစ်တယ်အဲ့ဒီအချက်နှစ်ချက်ဒီယနေ့ကျွန်ုပ်တို့ယုံကြည်သူများလှုပ်ဆောင်ရမယ့်အငန်းအတာဖြစ်တယ်အဲ့ဒီပညာချက်နှစ်ချက်ပြည့်စုံမှသာလျှင်ဖျားပုံတော်ထင်ရှားခြင်းနဲ့တူ ဖျားကောင်းကြီးခံစားရမှာဖြစ်တယ်အဲ့ဒီပြည့်ရချက်နှစ်ချက်ဒီစစ်မှန်သောယုံကြည်သူတယောက်ရဲ့လက္ခဏာတက်တည်လဲဖြစ်တယ်ဖြစ်တယ်ခရစ်တော်ကိုယုံကြည်လက်ခံတော်လဲအဲ့ဒီပြည့်ရချက်ကို မဆောက်ရှောက်ဘူးဆိုရင်အဲ့ဒီလူတယောက်ရဲ့ယုံကြည်ခြင်းဒီအရှိနီးတာလင် ဖြစ်တယ်ဒါကြောင့်ရှင်တော်မိသားစုများဣတိလလူမျိုးများကိုပြည့်ညတ်တရားအလုံးစုံကို ဆောက်ရှောက်ရှင်အငန့်တာဒီကျွန်ုပ်တို့ယုံကြည်သူများကိုလည်း တိညတ်တရားကိုစောင့်ရှောက်ရှင်းအငမ်းတာနဲ့အတူမထင်ရှားသောအရာဖြစ်တဲ့ဖျားသခင် ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာများကိုရယူပိုင်ဆိုင်နိုင်သောမိသားစုများဖြစ်နိုင်ဖို့ယံအနည်းငယ်တိုက်တွန်းနှုတ်ဆော်ခွန်အားပေးလိုက်တဲ့အလို့ပေါ်ဖျားကောင်းကြီးပေးပါသည်။